မြင်းရွယ်မင်းကလေးနဲ့ချစ်သူတွေဖြစ်ပြီးနောက်လူငယ်တွေအားကြခံရလောက်ပတ်စံပန်းစည်းခြင်းနဲ့အချစ်ခံရတဲ့အသက်60ကျော်အဖိုးအလုံးမင်းကလာပါဗမစ်စနန်ကနေချစ်စလိုက်ပါတယ်အချစ်မှမျက်စိမရှိဘူးလို့ပြောရင်တချို့ကလက်မခံကြပေမဲ့တချို့တွေကတော့အချစ်နဲ့တွေ့ရင်လူငယ်လေးတယောက်လိုဖြစ်သွားကြတာပေါ့တကယ်ချစ်မိသွားခဲ့ရင်အသက်ရွယ်အသားရောင်အရမောင်းကွာခြားတာတွေကလည်းပြဿနာမရှိတော့ပါဘူးမကွေးတိုင်းပွင့်ဖြူမြို့နယ်ကအဘဥွှေဆိုတဲ့အဖိုးကတော့အသက်60ကျော်မှစမ်းပွင့်နေပြီးတသဲလို့အချစ်ခံနေရတာပေါ့ ။သူရဲ့ချစ်သူမင်းကလေးကတော့မြည်ရွယ်လောက်သာရှိသေးပေမဲ့လည်း surprise ပန်းစည်းခြင်းနဲ့အဖိုးကိုပျော်ရွှင်အောင်လုပ်ပေးလိုက်တာပေါ့။ဒီအဖိုးကတော့အသက်ကြီးလာပေမဲ့အချစ်တွေကနုပြုံနေစေဖြစ်တာကြောင့်တတော်ကနေတွေ့တဲ့မင်းကလေးနဲ့ချစ်သူတွေဖြစ်သွားကြတာပေါ့။လူငယ်တွေတောင်ရီးစားရှာပါနေတဲ့အချိန်မှာအဖိုးကတော့တတော်ကနေရီးစားတော့ရသွားခဲ့ပါတယ်။ရသွားတဲ့ရီးစားလေးကတော့မိုးသားဖြူလို့ခေါ်ပြီးမြည်ရွယ်လေးသာရှိသေးတာပေါ့။အဖိုးကငွေရှိတာကြောင့်ချစ်တာမဟုတ်ဘဲမိုးသားဖြူကိုယ်တိုင်ကအဖိုးကိုချစ်လွန်းလို့ပတ်စံပန်းစီကြီးပို့ပေးလိုက်တာပေါ့။ ိုသားဖြူနဲ့အဖိုးကအပြစ်မှလည်းတခါမှမဆုံးဘူးကြပဲတက်တော့ပမာရင်ချစ်သူတွေဖြစ်နေကြတာပေါ့မိုသားဖြူကသူ့ရဲ့ပထမဆုံးရတဲ့ဝင်ငွေကိုတံပိုးရှိရှိအသုံးချချင်တာကြောင့်မိဘထက်အသက်ကြီးတဲ့ရီစားကိုပတ်စံပန်းစီနဲ့ကရော့လိုက်ပါတယ်အပြစ်မှမဆုံးဘူးပဲအချစ်စနဲ့ချစ်တာကြောင့်အဖိုးကိုပျော်ရွှင်အောင်လှုပ်ပေးလိုက်တာဖြစ်ပြီးရီစားလေးရဲ့တိတက်မှုကြောင့်အဖိုးကမျက်နှာပွင့်နေရပါတယ်ပစံပန်းစီကို surprise ဝင်ဆောင်မှုတစ်ခုကလာပို့ပေးရတာဖြစ်ပြီးသူရဲ့ချစ်သူဖြစ်တဲ့အဖိုးကိုပျော်စေခြင်းလို့ပို့ပေးလိုက်တာပါ အဖိုးကပတ်စံပန်းစီကြီးလောက်ပို့ပို့ချင်းမှာတော့ချက်ချင်းလက်မခံသေးပဲသူ့ရဲ့ကောင်မလေးဖြစ်လာဆိုတော့ကိုအတေပြုတ်ပါသေးတယ်။တိဆာကိုအလေးထားသူတယောက်ဖြစ်တာကြောင့်ကွဲရမှာတော့အထင်လွဲမခံနိုင်ပဲမိုးသားဖြူကပေးရင်ဆိုမှလက်ခံလိုက်တာပါ။ အဖိုးကတော့ပို့ပေးလိုက်တဲ့စာသားလေးကိုနားထောင်လိုက်တာနဲ့ဘသူကပို့လဲဆိုတာတခါတည်းသိပြီးသားဖြစ်ကောင်းမြင်းရွယ်ချစ်သူလေးကိုကျေးဇူးတွေတင်နေပါတယ်ချစ်သူတတ်တာ22ရက်သားရှိသေးပေမဲ့လည်းမခွဲနိုင်မခွာရအောင်ချစ်ကြပြီးဘသူခွဲခွဲဒိုမကွဲအမြဲချစ်သွားမည်ဆိုတဲ့စကားအတိုင်းတန်းစီကိုတော့လက်ဆောင်ပို့ပေးလိုက်တာဖြစ်ပါတယ်အဖိုးကတော့အသက်60ကျော်မှဆက်ပွင့်နေပြီးလူငယ်တွေကပြန်လည်အားကျနေရတာပေါ့အသက်ရွယ်ကွာတာကြောင့်သူတို့နှစ်ယောက်ကမဖြစ်သင့်ဘူးဆိုပြီးပတ်ဝန်းကျင်ကတော့ဆုံးမကြတယ်လို့ဆိုပါတယ် ါပေမဲ့အဖိုးကအပြောင်းလဲကောင်းသလိုစကလုံးနေနဲ့ချုပ်ထားတာကြောင့်တဖက်ကမိန်းကလေးကဘသူတွေဘာပြောပြောမခွဲဘူးတော့ဆိုပြီးစကားပါလိုက်ပါသေးတယ်။အဖိုးဦးရွှေနဲ့မိုးသားဖြူတော့ကချစ်သူတတန်22ရက်တာရှိသေးပေမဲ့လက်ထပ်ဖို့အထိရွေထားတာကြောင့်ကျမကြီးကောင်ဂျူးဆိုင်ဖို့လဲမှားနေပါသေးတယ်။ ချစ်သူတတ22ရက်မှတင်လက်ထပ်ပေးတာဆုံးတွဲရီလိုအခေါ်ဝါရီကြောင့်အလုံးကအဲဝန်နေရပြီးအဖိုးရဲ့ပစိုးစားလေးရှိရင်ပေးပါအောင်လို့စားနောက်နေကြပါတယ်။အဖိုးကအသက်ကြီးပြင်မဲ့လည်းအချစ်ခံရသူဖြစ်ပြီးတော့ပတ်စံပန်းစည်းကြီးရတာကြောင့်အရန်ပြုံနေတာပေါ့။ဒီအသက်ရွယ်မှာဖျားတရားပဲလုံးတဲ့နယ်လို့ဝေဖန်နေကြတဲ့သူတွေရှိပြင်မဲ့လည်းအဖိုးကတော့ချစ်သူအသက်လေးကြောင့်နုပြပြီးအသက်ရှိအောင်လည်းနေထိုင်တော့မှာပေါ့။အချစ်တွေနေပါလာတဲ့အချိန်မှာချစ်သူတတန်တလောက်မဖြစ်ပဲ22ရက်ထဲနဲ့အချစ်ခံရတဲ့ဥရွှေလိုအဖိုးလည်းရှိပါသေးတယ်။အသက်60ကျော်ပြီဖြစ်ပြင်မဲ့လည်းမပြတ်စည်းသေးတာကြောင့် င်လူငယ်တွေအားကြားခံရတဲ့အထိအခြေခံနေရတဲ့အဖို့ဥရွှေကိုဘေးသက်ကြီးအောင်အားကြားနေပြီလားဆိုတော့ခေါမမပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်မမရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင် နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ